င်္ဂလာပါရှင်ရန်ကုန်ခေတ်တရဲ့မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ထီးကပ်ပလဲစခန်းကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလိုက်လံတိုက်ခိုက်မှုစစ်သား၄ဦးကိုအရှင်ဖမ်းဆီးမိပြီးလက်လက်၁၆လက်ကိုတင်းဆက်ရရှိပါတယ်။သာသနာအမတ်တစိမ့်နဲ့လိုက်စင်မဲ့ကားစီးနှင်းနိုင်ရေးအတွက်ထောက်ခံချက်ရရှိရန်မြို့နယ်မဟာနာအဖွဲ့ထံလက်တွဲရပြီးမြို့နယ်တန်ကနာယကအဖွဲ့ကလည်းရဲစစ်တပ်နဲ့ထွေအုပ်ကို လိုင်စင်မဲ့ကားထောက်ခံချက်အတွက်ငွေပြန်စွန့်ရတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တဲ့နေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်ကထီးကပ်ပလဲစစ်စခန်းကို ကရင်တော်လှန်ရေးတပ်တွေကတိမ့်ပတ်ရရှိပြီးရဲ့နောက်မှာထိုင်းဘက်ကိုထွက်ပြေးသွားတဲ့စစ်သားတွေကို လိုက်လံတိုက်ခိုက်ရှင်းလင်းရာမှာစစ်သား၄ဦးကိုအရှင်ဖမ်းဆီးရရှိထားတယ်လို့ကရင်ဒေါ်လန်ရေးစေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့မှာထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီတပ်ရဲ့ထီကပ်ပလဲစစ်စကန်ကိုသိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲလိုစကန်သိမ်းပိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေဟာထိုင်းဘက်ကိုထွက်ပြေးသွားတာကြောင့်တော်လိုင်းတပ်သားတွေကလိုက်လံဖမ်းဆီးရာမှာစစ်ကောင်စီတပ်သား၄ဦးကိုအရှင်ဖမ်းဆီးရရှိသလို လက်လက်16လက်ကိုလည်းတင်းဆဲရမိထိုင်လို့သိရပါတယ်။အဲ့ဒီစစ်သားတွေကိုကော်တူလေ KDLA ကအရှင်ဖမ်းမိတာဖြစ်တယ်လို့ KNDO တရင်ရှစ်ကလက်လက်ခရမ်းတွေကိုလည်းရရှိထားတယ်လို့ကရင်စစ်ရေးသတင်းမြစ်က ပြောပါတယ်။အဲ့ဒီ T ကပလဲစစ်တပ်စခန်းဟာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအနည်းဆုံး80ကနေ90ကြာတပ်ဆွဲထားတာဖြစ်ပြီးတိုလိန်တက်တွေတက်ခိုက်မှုကြောင့်အနည်းဆုံးစစ်သား90ဦးနဲ့60ဦးကြောင့် ထိုင်းဘက်ကိုထွက်ပြေးလို့စူးစမ်းတာဖြစ်တယ်လို့လဲကရင်တော်လိုင်းသတင်းမြစ်အချို့ကပြောပါရယ်လက်ရှိမှာ KNU ကထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုထိန်းချုပ်သိမ်းပိုက်ဖို့ပုဂရထဝေါ်လီပြူဟာကုန်းနဲ့တီတယ်လေစတဲ့စစ်ကောင်စီတက်စကန်၃ခုသာသိမ်းပိုက်ရရှိဖို့ကြံတော့တယ်လို့လည်းသိရပါရယ်ရှင်ဒီတစ်ခါမှာတော့ ဘုန်းကြီးကျောင်းတွေနဲ့တန်ဃာတော်တွေအနေနဲ့သာသနာအမှတ်တရစိတ်တတ်ထားတဲ့လိုင်စင်မဲ့ကားတွေကိုစီးနင်းနိုင်ဖို့အတွက်ထောက်ခံချက်ရရှိရန်ငွေကျပ်30ကနေကားတန်ဖို့ပေါ်မူတည်ပြီးအလူငွေ30ကြီးမြို့နယ်တန်ကနိုင်ကအဖွဲ့စီကိုလက်ထိုးနေရတယ်လို့ငွေကျေးထွက်ဝင်ခဲ့ရတဲ့စာတင်တိုက်တစ်ခုက တိုက်အုပ်ဆရာတော်တပါးကရန်ကုန်ခေတ်စ်ကိုမင်ကြပါရယ်အကြမ်းဖက်စစ်ကောင်စီကမင်းအောင်လန်ရဲ့ညွှန်ကြားချက်နဲ့အညီဇွန်လ10ရက်နေ့ကနေစတင်ပြီး မြန်မာနိုင်ငံတဝန်းလုံးကလိုင်စင်မဲ့ကားတွေကိုဖမ်းဆီးခဲ့ပြီမယ်လေဖုံးကြီးကျောင်းတွင်တဲ့တန်ဃာတော်တွေအသုံးပြနေတဲ့လိုင်စင်မဲ့ကားတွေကိုမြို့နယ်တန်ကနိုင်ကအဖွဲ့ရဲ့ထောက်ခံချက်နဲ့သက်ဆိုင်ရာမြို့နယ်တွင်ပြန်လည်စီးနင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်မြို့နယ်တန်ကနိုင်ကအဖွဲ့တွေကသာသနာအတွက်အမှန်တကယ်လိုအပ်ချက်ရာစီးနင်းနေတဲ့ကားတွေဖြစ်တယ်ဆိုတဲ့ထောက်ခံချက်တွေကိုထုတ်ပေးနေတာလည်းဖြစ်ပါတယ်အဲ့လိုထုတ်ပေးရမှာလဲ ကားတံပိုးနဲ့မော်ဒယ်ပေါ်မူတည်ပြီးအ ਨੇ စုံအလူငွေ7သိန်း20ကနေစတင်ကအလူငွေထက်ဝင်ရရလို့လည်းသိရပါဗျ။လက်ရှိမြို့နယ်အများစုမှာမြို့နယ်တန်က နိုင်ကအဖွဲ့ရဲ့ထောက်ခံချက်ပါရှိတဲ့ license မဲ့ကားတွေကိုဖမ်းဆီးမှုမရှိတော့ပေမဲ့လည်း ਨੇ ကျော်တွာလာခွင့်မပြုဘူးလို့လည်းသိရပါဗျ။သက်ဆိုင်ရာမြို့နယ်အတွင်းစီးနှင်းခွင့်ပြုထားကြောင်းကိုလည်းသိရပါဗျ။အဲဒီလို ထောက်ခံစာရဖို့အတွက် မြို့နယ်တန်ခါနိုင်ကအဖွဲ့တွေစီကိုငွေကြေးပေးရတယ်လို့မြို့နယ်တန်ခါနိုင်ကအဖွဲ့တွေကလည်းလိုင်စင်မဲ့ထောက်ခံချက်တွေရဲစစ်တပ်နဲ့ထွေအုပ်ကိုငွေကြေးပြန်ပေးနေရလို့လည်းတန်ခါအတိုင်းဝန်းကနေသိရပါရရှင်။ တဆက်တည်းတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတဝန်းမှာလိုင်စင်မဲ့ကားတွေကိုစီမံချက်နဲ့ဖမ်းဆီးနေတာကြောင့်ထိုင်းနိုင်ငံမဲဟောင်ဆောင်မှာမြန်မာနိုင်ငံဘက်ကိုပို့မဲ့ဂျပန်ကားအဟောင်းတွေစုပုံနေတယ်လို့ချင်းမိုင်ညူးသတင်းရသိရှိရပါတယ်။ထိုင်းနိုင်ငံမြန်မာနိုင်ငံနေဆက်ဖြစ်တဲ့မဲဟောင်ဆောင်ဘက်ကမြန်မာနိုင်ငံအတွင်းကို ပုံမှန်တင်ပို့နေတဲ့ဂျပန်ကားအဟောင်းတွေဟာစစ်ကောင်စီရဲ့အဖမ်းဆီးတွေကြောင့်ရပ်တန့်သွားတာလည်းဖြစ်ပါတယ်။ အဲ့လိုရက်တန်သွားတာကြောင့်မြန်မာဘက်ကိုတင်ဖို့မရတော့ပဲဂျပန်ကားစီးရပောင်းများစွာနေဆက်မှာစုပုံနေတာလည်းဖြစ်ပါတယ်။အဲ့လိုရပောင်းများစွာစုပုံနေတဲ့ကားတွေကြောင့်မဲဟောင်ဆောင်ခရိုင်အုတ်ချုပ်ရေးမှုကဇွန်လ9ရက်နေ့မှာတပ်ဆိုင်ရာထိုင်းအကောက်ခွန်ဌာနကတာဝန်ရှိသူတွေနဲ့လူလာရောက်စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့လို့လည်းသိရပါတယ်။အဲ့ဒီဂျပန်ကားအဟောင်းတွေဟာ ထိုင်းနိုင်ငံကိုဝင်ရောက်လာပြီးမှမြန်မာနိုင်ငံဘက်ကိုတင်ပို့တာဖြစ်တဲ့အတွက်ထိုင်းဘက်မှာအခွန်ပေးဆောင်ထားခြင်းရှိမရှိကိုစစ်ဆေးခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကလိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားတွေစီးနှင်နေမှုကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများစွာနှင်နာနေတဲ့အပြင်လုံခြုံရေးအခက်အခဲတွေဖြစ်ပေါ်နိုင်တယ်လို့ဆိုပြီး လိုင်စင်မဲ့မော်တော်ယာဉ်နဲ့စိုက်ကယ်တွေစီးနှင်မှုမရှိစေဖို့အတွက်ဖမ်းဆီးရန်အမိန့်ပေးညွှန်ကြားခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ မန္တလေးတန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်မန္တလေးတန်းငဇုံမြို့နယ်မြို့သားရဲစခန်းကနေအစီကားနဲ့ထွက်လာတဲ့အကြမ်းဖက်တပ်သားတွေကိုမိုင်းဆွဲတိုက်ခတ်ရမှာစစ်ဗိုလ်တဦးအပါအဝင်နှစ်ဦးဟာတေဆုံးခဲ့လို့ငကနီပျောက်ကြားတပ်ဖွဲ့မြင်းချံကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဇွန်လ24ရက်နေ့မနက်ပိုင်းကငဇုံမြို့နယ်မြို့သားအထိုင်ရဲစခန်းကနေဂွေးကုံအကြမ်းဖက်စစ်တပ်အထိုင်စခန်းကိုကားတစ်စီးနဲ့ထွက်လာတဲ့အကြမ်းဖက်တပ်သားတွေကိုမြင်းချံတိုက်နေတော့ နဂနီပျောက်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့ကတော်လန်ရဲဘော်တွေကနေမြို့သားနဲ့ဂွေးကုန်းအကြားမှာပေပါမိုင်းနှလုံးနဲ့နှစ်ကြိမ်မိုင်းဆွဲတက်ခတ်ခဲ့တာပါအဲလိုတက်ခတ်မှုတွင် အကြမ်းဖက်စစ်တပ်ဘက်ကစစ်ဗိုလ်တို့အပါအဝင်နှစ်ဦးဟာတေဆုံးခဲ့ပြီးနှစ်ဦးအပြင်းထန်ဒဏ်ရာရှိကာမှန်ကဲစတွေနဲ့ကားအပိုင်းစတွေဟာမိုင်းကွင်းမှာပြုတ်ကျကျန်ခဲ့တာကို သိသိရရှိခဲ့လို့လည်းသိရပါရဲ့ရှင် မန္တလေးတိုင်းငဇုံမြို့နယ်ဘက်ကသတင်းတပုတ်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ငဇုံမြို့နယ်မြို့သားစစ်မှုဇုံကနေရေခတ်ရန်ထွက်လာတဲ့အကြမ်းဖက်တပ်သားတွေကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရန်မှာအကြမ်းဖက်စစ်သား6ဦးဟာသေသွားတယ်လို့ငဇုံမြို့နယ်ပကဖတောင်ပေါ်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါရတယ်။ဇွန်လ23ရက်နေ့မနေ့9နိုင်ကျော်လောက်ကမြို့သားစစ်မှုဇုံကနေရေခတ်ဖို့ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကို တော်လဲရဲဘော်တွေကမိုင်းဆွဲပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတကယ်မို့တွင်းမှာအကျန်းဖက်တပ်သား6ဦးဟာသေသွားတာဖြစ်ပြီး G3 တနက်တလက်ကိုလည်းသိမ်းဆဲရရှိခဲ့လို့သိရပါဗျ။အဲတကိုင်မှုကိုငဇုံမြွနဲ့ပကဖကတော်လန်ရဲဘော်တွေကပြုတ်လောက်ခဲ့တာဖြစ်ပြီးရဲဘော်တွေအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါဗျရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ရှမ်းပြည်နယ်ကြောင်မဲမြို့ကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံကျဲတက်ခိုင်နေတာကြောင့်ပြည်သူ၄ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။အပြစ်ရထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကပြည်ခဲ့တဲ့ဇွန်လ24ရက်နေ့ညနေပိုင်းမှာကြောင်မဲမြို့ရက်ကွက်3နဲ့ရက်ကွက်9မှာနေထိုင်နေပြည်သူလူထုကိုရေကျက်ရှိရှိဦးတည်ပြီး Jet Fighter နဲ့ပေါင်900ဘုံဒီနှလုံးကို လာရောက်ကျဲချတက်ခတ်ခဲ့တာဖြစ်ပါတယ်။ဂျက်ဘက်စစ်ကောင်စီတက်ရဲလေချောင်းတက်ခတ်မှုနှစ်ကြိမ်အတွင်းအမျိုးသား2ဦးအမျိုးသမီး2ဦးဟာသေသွားကာအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးလည်းထိခိုက်ဒဏ်ရာရှိခဲ့ပြီးနေအိမ်10လုံးလည်းထိခိုက်ပျက်စီးခဲ့လို့သိရပါတယ်။စစ်ကောင်စီ တက်ကလေချောင်းတက်ခတ်ခဲ့တဲ့နေရာဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူတွေကိုရွေကျက်ရှိရှိဥတီပြီး ဘုံကျဲတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီတက်ရတက်ခတ်မှုတွေကိုရှောင်ရှားနိုင်ဖို့စစ်ရေးတတိအမြဲရှိရန်လိုအပ်ပြီးလေချောင်းရံကနေကာကွယ်နိုင်ဖို့လေချောင်းရံကာကွယ်ဆိုင်ရာနီလန်းတွေလိုက်လာဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ကအသိပေးပြောဆိုထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြီးစုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင် ကျမများပါ